်ချန်ပီယံလိဂ်လူသားကြီးလို့ရိုနယ်ဒိုကိုဘာလို့ခေါ်ဆိုကြတာလဲဆိုတော့အကောင်းဆုံးတက်တည်ထူခဲ့တဲ့ပွဲပရိသတ်များအလုံးဝမိန်လာများရွှေရိုးအိုင်ဘက်ကွန်ရှစ်ကိုအွန်လိုင်းအချင်းကနေပြန်လဲကြိုးလိုက်ပါရင်စိတ်ကြီးရိုနယ်ဒိုဆိုတော့အမြဲတမ်းမဖြစ်နိုင်တာတွေကိုဖြစ်အောင်လုပ်ပြသူအသင်းဘက်ကလိုအပ်ချိန်တိုင်းမှာအတွင်းကိုတွေနဲ့သူရဲကောင်းဆန်ဆန်ကန်တင်ပေးတဲ့သူပွဲကြီးတွေမှာဆိုရင်ပြန်ပေးရဲ့အရှိုက်ကိုအလဲထိုးတက်တဲ့ဘေကိန်းပလေယာဆစ်ဆစ်ဖြစ်ပါရင်လွန်ခဲ့တဲ့2016ခုနှစ်ကဒီလိုအချိန်မျိုးမှာ ရီယယ်မက်ဒရစ်အသင်းအားချန်ပီယံလိဂ်ကွာတာဖိုင်နယ်ဒုတိယအကြိမ်မှာဝိုးဘက်အသင်းကိုရင်ဆိုင်ခဲ့ရပါတယ်ပထမအကြိမ်မှာရီယယ်မက်ဒရစ်အားဝိုးဘက်ကိုနှစ်ဂိုးပြန်ရှုံးနိမ့်ထားခဲ့တာကြောင့်အင်ကွေးမှာကမ်းပတ်နိုင်ဖို့ရလိုအပ်နေခဲ့တာပါရီယယ်မက်ဒရစ်ရဲ့အိမ်မက်တီကိုကောင်းတဲ့ပေါ်ပေးခဲ့သူကတော့စေဂျီရိုနယ်ဒိုပါပဲရိုနယ်ဒိုဟာတကောတော့စွမ်းဆောင်ရည်နဲ့ရီယယ်မက်ဒရစ်အသင်းကိုထမ်းတင်ပေးခဲ့တာပဲဖြစ်ပါတယ်၂016ခုနှစ်ဟာရီယယ်မက်ဒရစ်အတွက်သမိုင်းဝင်နှစ်တစ်နှစ်ဖြစ်ပြီးချန်ပီယံလိဂ်ချန်ပီယံဆုကို၃နှစ်ဆက်အရယူဖို့ရာစာပြုတ်ခဲ့တဲ့ရာသီပါ ရာသီအစမှာရီယယ်မက်တီအရာဖေဗီနီတန်နဲ့လုံးဝအဆင်မပြေဘဲနဲ့ရာနယ်ဒီဆက်တိုက်ဆိုလိုဆိုးခဲ့တာကြောင့်အသင်းရဲ့ကစားမဟောင်းစီလန်းကိုနီးပြားအဖြစ်စတင်ခန့်အပ်ခဲ့တာလည်းဖြစ်ပါရီရီယယ်တို့ချန်ပီယံလိဂ်ကွာတာဖိုင်နယ်မှာဝိုးပန်းနဲ့တွေ့ခဲ့ပြီးပြုတ်ဖို့ရာတော်တော်လေးကိုနှိမ့်ဆန့်နေခဲ့တာပါရီယယ်မက်တီနေနဲ့ဆီမီဖိုင်နယ်အဆင့်ကိုတလန်းချင်နေဆိုရင်သုံးဂိုးနဲ့ဆုံးသွင်းနိုင်မှသာရမှာဖြစ်ပါရင်ရယ်တို့ကတော့သူ့ရဲ့ထုံးစံတိုင်းပထမအကြောကရလက်ကိုပြောင်းပြန်လှန်ပြီးနောက်နှစ်ဆင့်တက်ကိုတက်ရမယ်လို့စိတ်ပိုင်းဖြတ်ထားခဲ့ပါရင် ပွဲမကကင်တရားမှာပေါ့ဗျာရိုနယ်ဒိုကကျွန်တော်ကိုလာပြောတယ်သူမနက်ဖြန်ကျရင်၃ဂိုးသွင်းပြမယ်တဲ့ကျွန်တော်ကလည်းမင်းကယ်မှာပဲရတော့မှာပါကွာလို့ပြန်ပြောခဲ့ပါတယ်တကယ်လည်းကယ်တော့သူကပြောတဲ့အတိုင်းဟက်ထွက်သွင်းပြသွားပါတယ်ဒီစကားကိုပြောခဲ့တဲ့သူကအဆိုပါအချိန်တုန်းကရီယယ်မက်ဒရစ်မှာဇီဒန်ရဲ့လက်အောက်လက်ထောင်နီးပြလုပ်နေတဲ့ဒေးဗစ်ဘက်တိုနီပါရိုနယ်ဒိုကဟက်ထွက်သွင်းယူနိုင်ဖို့ကိုပွဲမစခင်ကလေးကအားခင်းထားခဲ့တာဖြစ်ပါတယ်ရိုနယ်ဒိုကလက်ထွက်မှာလည်းပြောရင်ပြောတဲ့အတိုင်းလုပ်ပြသွားနိုင်ခဲ့ပါတယ် နမနေအတွင်းမှာရန်နယ်ဒိုကနှစ်ကိုးသွင်းနိုင်ခဲ့ပြီးနှစ်ကျော်ပေါင်းတင်ကြစီခဲ့တာဖြစ်ပါတယ်။ညာချန်ကကာဘာဟဲချိုးပေးမှုကိုရန်နယ်ဒိုကပြေးဝင်ပေးသွင်းပြီးပထမအခြေပါကိုရစီခဲ့ပါတယ်။အဲနောက်ဒုတိယအခြေပါကိုတော့တိုနီခရူးကန်တင်ပေးလိုက်တဲ့တောက်ကန်ဘောကိုပြေးဝင်ကောင်းတိုက်ပြီးသွင်းယူခဲ့တာပေါ့။တတိယအခြေပါကိုတော့ဒိုင်းအဖရိကကနေရန်နယ်ဒိုကဝက်ဘွက်ကစားလမတွေပိတ်ဆို့တားဆီးနေတာတော့မရဘဲကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ရန်နယ်ဒိုရဲ့ဖရိကဂိုးပေါင်းနဲ့မိတ်ဆက်ပြီးချင်းနောက်မှာတော့ဝက်ဘွက်ကစားလမတွေရောတကဘာလုံးကပါရင်သက်ရှူမောဖြစ်သွားခဲ့ရပါတယ်။ရန်နယ်ဒိုနေတဲ့ဒဂိုတော်ဆွမ်းဆောင်ရင်နဲ့ပြန်ဘက်ကိုလည်းထိုးခဲ့တာပါ။ ရန်ဒိုရဲ့ free kick ကံကျက်ကြောင့် Real Madrid အနိုင်ကိုရသွားချိန်မှာစီစဉ်တင်ဆက်နေတဲ့ Peter Duru ကအခုလိုပဲပြောခဲ့ပါတယ်။ Cristiano Ronaldo လှပအရင်သက်ရှုမောရတဲ့ဂိုးပါပဲ။ဒီနေ့အဖြစ်မှုကိုနီးစပ်ဆုံးဖော်ပြလို့ရတဲ့ခိုင်တန်းကဒါပါပဲ။ Ronaldo ကမဝင်မှုပေါင်းများစွာရဲ့ထွက်ခေါက်မှာရှောင်းနေနေမှုကိုသူ့လက်သူ့ခြေနဲ့အနိုင်စီရောက်စေခဲ့ပါတယ်။ချန်ပီယံလိမှာသူ့အတွက်နောက်ထပ် hat-trick ပါ။ Cristiano Ronaldo ဟာချန်ပီယံလိ10ကြိမ်ဆုရှင်ချန်ပီယံဘီရင် Real Madrid အတွက်မဝင်ညတရကိုပိုင်ဆိုင်စေခဲ့ပါပြီလို့ပြောခဲ့ပါတယ်။ ရယ်မက်ဒရီဒ်ဟာဝိုးဘက်ကိုကျော်ပြတ်နိုင်ခဲ့ပြီးတဲ့နောက်မှာချန်ပီယံဘာဖြစ်တဲ့အထိခီးရောက်ခဲ့ပါတယ်။အရီယာဒီဟာ ရီယယ်မက်ဒရစ်တို့နီးပြပင်နီတဲ့လက်ထက်မှာပုံစံကောင်းနေပြောင်းဆုံးနေတာကြောင့်ဇီရန်ကိုစတင်နီးပြစီခဲ့တဲ့ရာသီပါရနယ်ဒိုရဲ့ဆန်းဆောင်ပေးမှုနဲ့တူရီယယ်မက်ဒရစ်ဟာ2006 2019 2018တို့မှာချန်ပီယံလိဘလောက်ကို3 pass ယူနိုင်ခဲ့ပါရင်ရနယ်ဒိုရဲ့ချန်ပီယံလိမှာတင်ရှိထားတဲ့အကောင်းဆုံးစံချိန်တွေကတော့ချန်ပီယံလိပြိုင်ပွဲရဲ့အတွင်းကုန်များဆုံးကစားသမား140ဂိုးချန်ပီယံလိပြိုင်ပွဲရဲ့ပွဲများဆုံးကစားသမား183ပွဲချန်ပီယံလိဂိုးပြိုင်ပွဲရဲ့ဂိုးဖန်နီယူပေးမှုအများဆုံးကစားသမား42ချိန်တို့ဖြစ်ပါရင် ဟုတ်ကဲ့ပါမယောင်ဗီဒီယိုလေးကဒီလောက်ပါမယ်နောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page လေးကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုးလိုက်ရပါတယ်ခင်ဗျာ